ဒီလူကအနင်းတော်ရဲမှာအနှစ်40ကျော်ကြာအောင်တယောက်ထဲနေခဲ့တယ်။ကြီးရှုနေတဲ့ပရိသတ်တီတဲမှာကလေးမျိုးကြည့်ရတာခြိုက်တဲ့သူရှိလား။ဒီလူကတော့တပွားလုံးဒီပါနင်းတော်ရဲမှာနေထိုင်ရင်ဆောင်းရာသီပေါင်း40ကျော်လိလာခဲ့တဲ့ဘီလီဘာပဲဖြစ်ပါတယ်။ Snow Guardian လို့လူသိများတဲ့ဘီလီဘာကဆောင်းရာသီရဲ့အအေးဆုံးကာလ၉လလုံးလုံးကိုနေ့နေ့ဖုံးလန်းနေတဲ့ကိုလိုရာဒိုတောအုပ်ထဲမှာတယောက်တည်းသွားနေလေးရှိပါတယ်။သူဘွားကတော့ရိုးရှင်းပါတယ်။ ပန်းပင်တွေစိုက်တဲ့အုတ်ထုတ်တွေစောင်းတဲ့ခရစ်ကက်ပွဲတွေနဲ့ဘောလိဝုဒ်ကားတွေကိုကြည့်တယ်။နှစ်ပတ်တခါအနည်းဆုံးမျိုးကိုနှင်းလျှောစီးပြီးတော့ရိတ်ခါသွားဝယ်တယ်။ဘီလီအတွက်ဒီလိုပုံစံမျိုးနဲ့နေလာခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပါပြီဒီနေ့ဗီဒီယိုမှာတော့နှင်းတော်ရဲမှာအနှစ်40ကျော်ကြာအောင်တယောက်ထဲနေလာခဲ့တဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရှင်ဘီလီဘောင်းအကြောင်းကိုပြဝေပေးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအထူးထူးကြည့်လိုက်ရအောင်ပါရှင်ဘီလီဘောင်းကနှင်းတူတဲ့အပူချိန်နဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်တွေကိုလေ့လာတဲ့သိပ္ပံပညာရှင်တယောက်ပါသူရဲ့လုံဆောင်မှုတွေအားလုံးကို အချိန်ကုန်ဆုံးဖို့နိလန်တစ်ခုအနေနဲ့စတင်ခဲ့တာဖြစ်ပါတယ် လင်းစမီမရှိရေမရှိပဲတဘာဝပဝင်းကျင်နဲ့ဒရိစနေပဲရှိတဲ့နေရာမှာဘေလီကတဘာဝပဝင်းကျင်ဆိုင်ရာမှတ်တမ်းတွေကိုစတင်သိမ်းဆည်းခဲ့ပါတယ်1998ခုနှစ်ဖေဖော်ဝါရီ26ရက်နေ့ကဘေလီဘာက နင်းတု30.5တလမကိုစပြီးတော့မှတ်တမ်းတင်နိုင်ခဲ့ပါတယ်1980ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာနင်းတု17.5တလမကိုထပ်ပြီးတော့မှတ်တမ်းတင်ခဲ့ပါတယ်1980ခုနှစ်ဧပြီလ28ရက်နေ့မှာတော့အမြင့်ဆုံးနင်းတု40တလမကိုမှတ်တမ်းတင်ခဲ့ပါတယ်1998ခုနှစ်မှာဘီလီကတဲအိမ်နဲ့ဖြတ်သွားတဲ့ပိုးကောင်တကောင်နဲ့ငှက်တေအိတ်တန်းတက်တဲ့အကြောင်းမှတ်တမ်းတစ်ခုနဲ့အတူတလမခွဲလောက်ရှိတဲ့နင်းချဆင်းမှုမှတ်တမ်းတစ်ခုကိုတင်ခဲ့ပါတယ်အဲဒီကာလတွေတုန်းကဘီလီ ီးမှာထူးထူးခြားရည်ရွယ်ချက်မရှိပါဘူး။တဘာဝပတ်ဝန်းကျင်ကိုစူးစမ်းကျင်းစိမ့်တဲ့စိတ်နှစ်စရာလုပ်ငန်းဆောင်တာတစ်ခုအဖြစ်ပဲလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှဒေလီရဲ့မတန်နီကတံပိုးမပြတ်နိုင်တဲ့အချက်လက်တွေဖြစ်လာပါတယ်။လေပဲပညာရှင်တွေကရာသီဥတုပုံစံတွေကိုခံမှန်းနိုင်ဖို့ဘီလီရဲ့ဆယ်စုနှစ်များစွာပြုစုခဲ့တဲ့အချက်လက်တွေကိုစတင်လေ့လာခဲ့ပါတယ်။ ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာတော့အခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ Chatteru ရဲ့ Toen Channel လေးကို Like and Subscribe လုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်။နောက်ပိုင်းမှာနှင်းကြတဲ့ရာသီရောက်ဖို့ကြာလာပြီးတော့နှင်းနေမြဲမြဲအရေးပြောလာတာကိုဗီလီယာသတိထားမိခဲ့ပါရှင်။ နင်းတူတဲ့အမြင်ရှိတဲ့နေ့တွေမှာတောင်မြင့်တက်လာတဲ့အပူချိန်ကြောင့်နင်းနေအရေးပြောတာတော်တော်လေးကိုမြန်လာပါတယ်ပုံမှန်ဆောင်းရာသီတစ်ခုမှာအမြင့်ဆုံးနင်းတူ၄ချိန်ကနေ၅ချိန်အထိစံချိန်တင်နိုင်ပေမဲ့36ချိန်အထိမှတ်တမ်းတင်နိုင်ခဲ့တဲ့နေ့တွေလည်းရှိပါတယ်နင်းထဲမှာအမုံအမွားတွေပိုပါလာတာနဲ့အတူအရေးပြောနှုန်းလည်းပုံမြန်လာပြီးတော့အနောက်တောင်ဒေသအများစုအတွက်အရေးပါတဲ့ရေအရင်းမြစ်တွေပါဆုံးရှုံးမှုမြန်လာတာကိုတွေ့ခဲ့ရပါတယ်ပေလီယာဒေသဘာဝကိုပြောင်းလဲနိုင်ဖို့တော့မမျှော်လင့်ထားပါဘူးကဘာ ိမ်ပူနွေးလာတာနဲ့အမျှနင်းနေမြမြအေးပြော်လာတာကလည်းမရှောင်လွင်နိုင်တဲ့သဘာဝဖြစ်ပြီးတော့ဘီလီရဲ့မတ်တန်တွေကလည်းတူညီတဲ့သဘောတရားကိုဖော်ပြနေပါတယ် ဒါပေမဲ့တပွားလုံးလေးပါနှင်းတော်တဲ့အချိန်ကုန်ဆုံးခဲ့တဲ့ပေလီယာနှင်းလျှောစည်းတဲ့နေရာမှာအရန်ကျွမ်းကျင်ခဲ့ပါတယ်။ဒီလိုကျန်းတဲ့ပတ်ဝန်းကျင်မှာဘလို့ကောင်းကောင်းရှင်သန်မလဲဆိုတာကိုလည်းသိလာခဲ့ပါတယ်။ဘီလီရဲ့မှတ်တမ်းတွေကကဘာကြီးပုံလွှဲလာမှုကိုမရက်တက်နိုင်ပေမဲ့လည်းတပွားပတ်ဝန်းကျင်ကိုအစဉ်တစိုက်လေ့လာခဲ့ရတဲ့အရာလက်တွေနဲ့နှင်းတွေစီရရတဲ့အချက်အလက်တွေကိုဒိဗန်နီကြအထောက်အကူဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။သူရဲ့မှတ်တမ်းတွေကဒိဗန်ပညာရှင်ပေါင်းများစွာကိုလည်းအကူအညီတွေပေးနိုင်ခဲ့ပါတယ်။အဆုံးထိ ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။